အားလုံးပဲမင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးကတော့ဒါဘာတွေကို activate လုပ်နေလေးဖြစ်ပါတယ်ပထမဆုံး setting တွေကိုဝင်လိုက်ပါပြီးရင် activate ဆိုတာလေးကိုနှိပ်လိုက်ပါအခုလိုမျိုးပေါ်လာရင်တော့ activate လုပ်လို့မရသေးပါဘူးခင်ဗျာဒါပေမဲ့အဆင့်ရောင် button လေးကိုနှိပ်ပြီး set သုံးပြုလို့ရပါတယ်တကယ်လို့ဒီလိုမျိုးပေါ်လာတယ်ဆိုရင်တော့ဒီမှာပေါ်နေတဲ့စာတွေကိုတေချာဖဲဖို့လိုအပ်ပါတယ် လူကြီးမင်းတို့လုပ်တဲ့အခါလူကြီးမင်းတို့ရဲ့ software ထဲမှာပေါ်နေတဲ့စာနဲ့အခုဗီဒီယိုထဲမှာပေါ်နေတဲ့စာကတူချင်မှတူပါလိမ့်မယ်။ပြီးတော့ main form မှာပေါ်နေတဲ့စာတွေကိုတေချာဖျက်ချစ်ဖို့လိုအပ်ပါတယ်။ဆက်ပြီးပြီဆိုရင်ဒါလေးကိုနှိပ်လိုက်ပါ။ဒါဆိုရင်အောက်မှာနောက်ထပ်စာလေးတစ်ခုထပ်ပေါ်လာမှာဖြစ်ပါတယ်။ဒါကိုလည်းတေချာဖျက်ချစ်ဖို့လိုအပ်ပါတယ်။ဆက်ပြီးပြီဆိုရင်ငွေလွှဲမြင့်ဆိုတာကိုနှိပ်ပါ။ Okay ဒီနေရာကအရေးအကြီးဆုံးပါပဲ။ ဒီနားမှာခေပေးပေါ်နေရင်ခေပေးနဲ့ပဲလွှဲပေးရပါမယ်။ဝေပေးပေါ်နေရင်ဝေပေးနဲ့ပဲလွှဲပေးရပါမယ်။မှားလွှဲလို့လုံးဝမရပါဘူးခင်ဗျာ။ဒီနေရာမှာပေါ်နေတဲ့အကောင့်ကိုဒီနေရာမှာဖော်ပြထားတဲ့ငွေပမာဏအတိုင်းအတိအကျလွှဲရမှာဖြစ်ပါတယ်။ငွေလွှဲပြီးပြီဆိုရင်ဒီနေရာမှာငွေလွှဲလုပ်ငန်းစဉ်အမှတ်ကိုထည့်ပြီး Smith Activation ဆိုတာကိုနှိပ်ရပါမယ်။ငွေလွှဲလုပ်ငန်းစဉ်အမှတ်ဆိုတာကကေပေးဆိုရင်ဒီနံပါတ်တွေဝေပေးဆိုရင်ဒီနံပါတ်တွေဖြစ်ပါတယ် အဲ့ဒီငွေလွှဲလုပ်ငန်းစဉ်အမှတ်ကိုမမှားအောင်တင်ရှာထည့်ရပါမယ်။မှားတော့ရင် activate လုပ်တာအောင်မြင်မှာမဟုတ်ပါဘူး။ Smith activation ဆိုတာကိုနှိမ့်လိုက်လို့အခုလိုမျိုးဖြစ်တော့ပြီဆိုရင်တော့ application ဖက်မှာလူကြီးမင်းတို့ပေးပို့ထားတဲ့ငွေလွှဲလုပ်ငန်းစဉ်အမှတ်ကိုမှန်မှန်စစ်စစ်ပြီး activate လုပ်တာအောင်မအောင် notification ပို့ပြီးအကြောင်းပြန်လာမှာဖြစ်ပါတယ်။အကြောင်းပြန်လာကတော့ချက်ချင်းအကြောင်းပြန်လာရှိသလို9မိနစ်လောက်ကြာပြီးမှအကြောင်းပြန်လာတာလည်းရှိပါတယ်။ ကဲမကောင်းရင်တော့တနာ yı နှစ်နာရီလဲကြာတဲ့ပါတယ်တကယ်လို့လူကြီးမန်းအနေနဲ့အချောင်းပြင်ပြီလားမပြင်သေးဘူးလားသိရှင်းနေဆိုရင်တော့ဒီ activate ဆိုတာလေးကိုနှိပ်ပြီးဝင်ရောက်စစ်စစ်နိုင်ပါတယ်အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ